စတုံးမီနီအတွင်း၃ဂိုးသွင်းပြီးရီယယ်မျိုးသမီးတင်းကိုနိုင်ယူခဲ့တဲ့အာဆင်နယ်မျိုးသမီးတင်းမျိုးသမီးချန်ပီယံလိပြိုင်ပွဲရဲ့ quarter final ဒုတိယကျောပွဲစဉ်ဖြစ်အာဆင်နယ်မျိုးသမီးတင်းနဲ့ရီယယ်မက်ထီမျိုးသမီးတင်းတို့ရှင်ပြိုင်ကစားခဲ့ရာဒုတိယပိုင်းပွဲကစားချိန်၃မိနစ်အတွင်းမှာပဲအာဆင်နယ်က၃ဂိုးသွင်းယူနိုင်ခဲ့လို့နှစ်ကျောပေါင်းရလဒ်၃ဂိုး၂ဂိုးနဲ့အာဆင်နယ်တို့ semi final စီတက်လန်းသွားခဲ့ပါတယ်ပထမကျောတုန်းကရီယယ်မျိုးသမီးတင်းကအာဆင်နယ်မျိုးသမီးတင်းကိုစပိန်မြေမှာ၂ဂိုးပြတ်နဲ့အနိုင်ယူခဲ့တယ်လို့ခုဒုတိယကျောမှာလည်းပထမပိုင်းပွဲချိန်တွေဂိုးမရှိသေးရအောင်ကစားခဲ့ပေမဲ့ဒုတိယပိုင်းပြန်လည်စတင်ချိန်ခွင့်ပြုလိုက်ရတဲ့ဂိုးတွေကြောင့်ပြန်ပွဲကနေထွက်ခွာလိုက်ရပါတယ် ာဆင်နယ်မျိုးသမီးတင်းအတွက်ဂိုးတွေကိုတော့တိုက်စစ်ကစားသမားအလီစီယာရူဆိုက၂ဂိုးသင်းယူပေးခဲ့ပြီးဘာစီလိုနာတိုက်စစ်မူဟောင်းမာရီယိုနာကန်တန်တီကလည်းတဂိုးသင်းယူပေးနိုင်ခဲ့ပါတယ်။ဒီဂိုး၃ဂိုးလုံးကို46မိနစ်၊49မိနစ်နဲ့59မိနစ်တွေမှာသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ရီယယ်မျိုးသမီးတင်းအနေနဲ့ဒီပွဲပတိုင်ခင်းကလည်းအဲကလစီကိုမှဘာစီလိုနာမျိုးသမီးတင်းကိုပထမဆုံးအချိန်ဖြစ်အနိုင်ယူထားခဲ့တယ်လို့ပထမကြော့ရလက်လည်းအသာချအပြစ်ရှိနေရပေမဲ့ဒါကိုအသုံးမချနိုင်မဲ့၃ဂိုးခွင့်ပြုခဲ့ပြီး quarter final နဲ့သာချိန်နှက်လာရပါတယ်။စီမီဖိုင်နယ်ထိတက်လန်းသွားတဲ့အာဆင်နယ်မျိုးသမီးတင်းကတော့စီမီမှာတော့မျိုးသမီးချန်ပီယံလိပြိုင်ပွဲရဲ့အမြင့်ဆုံးအသင်းဖြစ်တဲ့ တိုင်းယုံမျိုးသမီးတင်းနဲ့တွေ့ဆုံလို့နေပြီးဒါဟာအာဆင်နယ်မျိုးသမီးတင်းတို့ကနောက်ထပ်ကြီးမားတဲ့စံတမှုကြီးတစ်ခုဖြစ်လာပါလိမ့်မယ်။အာဆင်နယ်မျိုးသမီးတင်းဟာလည်း2009ခုနှစ်မှာမျိုးသမီးချန်ပီယံလိပြိုင်ပွဲမှာချန်ပီယံတကြိမ်ဖြစ်ထားခဲ့ပေမဲ့အဲ့ဒီနောက်ပိုင်းကလေးကအောင်မြင်မှုတွေနဲ့အလံဝင်နေခဲ့ရတာပါ။အခုသူတို့ရင်ဆိုင်ရမယ့်လိုင်းယုံမျိုးသမီးတင်းကတော့ချန်ပီယံရှစ်ကြိမ်ဖြစ်ထားသလိုဖိုင်နယ်ကိုလည်းဆက်တဲ့ကြိမ်အထိတက်လန်းထားနိုင်ခဲ့ပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမားတို့